မင်္ဂလာပါရှင်။ဧပြီလ10ရက်နေ့အင်္ဂါနေ့ရက်တိမတ်ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အီရန်ကောင်ဆောင်အယာတူလာ အလီခါမီနီကအီရန်လက်နက်ကိုင်တပ်ဖွဲ့တွေကိုအမြင့်ဆုံးအဆင့်ပြင်ဆင်တဲ့သတင်းဖြစ်ပါတယ်။အီရန်ကောင်ဆောင်အယာတူလာအလီခါမီနီကအီရန်လက်နက်ကိုင်တပ်ဖွဲ့တွေကိုအမြင့်ဆုံးအဆင့်အသင့်အနေအထားမှာရှိနေဖို့အတွက်ပြောဆိုလိုက်ပါတယ်။တီရန်ကိုဒေါ်နယ်ထရန့်ရဲ့ချိန်ချမှုရှိနေခဲ့ပြီးအသင့်ပြင်ဆင်ထားဖို့အတွက်အမိန့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ အီရတ်၊ကူဝိတ်၊ UAE ၊ကာတာ၊တူရကီနဲ့ဘာရိန်းတို့ကိုလည်းအမေရိကန်ရဲ့တက်ခတ်မှုအတွက်ဝေဟင်ပိုင်နဲ့ဒါမှမဟုတ်နေမြေအတွင်းအသုံးပြုခွင့်ပေးမယ်ဆိုရင်ဒါဟာအီရန်ကိုရန်စားတဲ့လုပ်ရက်အဖြစ်သတ်မှတ်မယ်လို့လည်းသတိပေးခဲ့ကြောင်း TASS သတင်းဌာနကဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့တွင်ကတော့တရုတ်နဲ့ကမ္ဘောဒီးယားတို့ပူရဲစေလေ့ကျင့်တဲ့တွင်ဖြစ်ပါတယ်။ တရုတ်နဲ့ကမ္ဘောဒီးယားတို့ဟာတနင်္ဂနွေနေ့ကထိုင်းပင်လယ်ကွေးရှိအသေးတို့ချဲထားတဲ့ရေတပ်စခန်းတစ်ခုမှာပူးတဲ့ဆေးလေ့ကျင့်ခဲ့ပြီးအဆိုပါလေ့ကျင့်မှုမှာတစဉ်၎င်းနေရာဟာတရုတ်နိုင်ငံအတွက်စစ်ရေးနေရာတစ်ခုဖြစ်လာမယ်ကိုလည်းအမေရိကန်ဘက်ကစိုးရိမ်လျက်ရှိတယ်လို့သတင်းများကဖော်ပြထားပါတယ်။ ထပ်မံထိုးကျဲထားတဲ့ရီယန်ရေတက်အခြေဆိုင်စခန်းကိုဖွင့်လှစ်ပြီးတရအကြာမှာအဆိုပါလေ့ကျင့်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီးနှစ်နိုင်ငံလုံးမှာရေတက်စစ်သည်မှုများပါဝင်လေ့ကျင့်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့တရုတ်တွင်အင်အား၈အဆင့်ရှိငလင်လောက်ခတ်နိုင်ခြင်းရှိတယ်လို့ပညာရှင်များဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင် အင်အားခရစ်တသမခွနေအစဉ်ရှိဖြစ်အားပြင်းငလင်လောက်ခတ်ခဲ့ပြီးနောက်ကဘာတဝန်းနောက်ဆက်တွဲ BNI များထပ်မံဖြစ်ပွားနိုင်ွယ်ရှိကြောင်းငလင်ပညာရှင်များကသတိပေးထားတယ်လို့သိရပါတယ်မြန်မာနိုင်ငံတွင်ငလင်မလုတ်ခတ်မီရပိုင်းလူကပင်တရုတ်ငလင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကဒေတာတွေမှာပြင်းအားဖြင့်ငလင်ဘေးအန္တရာယ်များဖြစ်နိုင်ခြင်းမြန်မာနေကြောင်းလေ့လာမှုတစ်ခုကသတင်းထုတ်ပြန်ခဲ့တယ်လို့လည်းဆိုပါတယ် အစိုးရဘက်ကခံမှန်းထားသည်မှာတရုတ်ပါဝင်ကြံဒေတာတွေနေရာများမှာပြင်းရမြင့်ငလင်ဖြစ်လာနိုင်ခြင်းရှိပြီးမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြန်မာငလင်ဟာနောက်ဆုံးမဟုတ်သေးပဲတရုတ်နိုင်ငံရဲ့အင်းကြီးချင်းဒေတာများတွေမှာအင်အားရှိအဆင့်ရှိကပ်ဘေးငလင်များလှုပ်ခတ်နိုင်ခြင်းမြန်မာလျက်ရှိနေသေးတယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အမေရိကန်တွင်မုန်တိုင်းနဲ့ရေကြီးမှုများကြောင့်သေဆုံးသူ18ဦးရှိလာတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအရှေ့အလယ်ပိုင်းတွင်ပြင်းထန်သောမုန်တိုင်းများဝင်ရောက်တိုက်ခိုက်မှုကြောင့်လူ၁၈ဦးထပ်မံသေဆုံးခဲ့ပြီးတာဝန်ရှိသူများကတနင်္ဂနွေနေ့တွင်ပြောကြားခဲ့ကရုတ်တရက်ရေလွမ်းမှုမှုဆိုအားစွာဖြစ်နိုင်တယ်လို့နိုင်ငံတော်မူလဝတ်သားဌာနကသတိပေးခဲ့ပါတယ်။တင်နစီနဲ့အလာဘာမာပြည်နယ်တို့တွင်ရေလွှမ်းမှုသတိပေးချက်ဟာအသက်ဝင်နေဆဲဖြစ်တယ်လို့မိုးလေဝသခန့်မှန်းသူများကပြောဆိုပါရယ် တင်နေစီပြည်နယ်ဟာတဘာဝဘေးဒဏ်ကိုအဆိုအာဆုံးခံခဲ့ရပြီးပြည်နယ်အနောက်ပိုင်းတွင်သေဆုံးသူ၁၀ဦးအထိရှိခဲ့ပါသည်။ကန်တက်ကီ၊မစ္စရီပြည်နယ်များတွင်၂ဦးစီသေဆုံးခဲ့ပြီးအာကန်ဆော့အင်ဒီယားနာနဲ့မစ္စစ်ဘီပြည်နယ်များတွင်တဦးစီသေဆုံးခဲ့ကာသေဆုံးဦးရေထပ်မံမြင့်တက်နိုင်တယ်လို့ဆိုထားကြောင်းသိရပါရဲ့ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ကမ္ဘောဒီးယားတွင်ပညာရေးစနစ်မြင့်တင်ရန်အာရှဖွံ့ဖြိုးရေးဘဏ် ADB ကဒေါ်လာတန်80ကူညီတဲ့သတင်းဖြစ်ပါတယ်။ ကမ္ဘောဒီးယားတော်ဝင်အစိုးရ RGC နဲ့အာရှဖွံ့ဖြိုးရေးပန်း ADB တို့ဟာပညာရေးစနစ်မြင့်တင်ရန်ဒေါ်လာ83သန်းစီမံကိန်းကိုအင်္ဂါနေ့ကစတင်ခဲ့ပါတယ်။သင်ယူမှုစနစ်ပုံမှုကောင်းမွန်စေရန်အစိမ့်ပညာရေးနှင့်ချိတ်ဆက်မှုများပုံမှုအားကောင်းလာစေရန်နိုင်ငံတော်ဝန်ရှိကျောင်းပေါင်း259ကျောင်းမှာကျောင်းသား3,500ကျော်ကိုအကျိုးဖြစ်တွင်စီရင်ရည်ရွယ်ထားရလို့လဲဆိုပါတယ်။ ၎င်းစီမံကိန်းတွင်၁၀တန်းမှ၁၂တန်းအထိတည်ယူမှုအခက်အခဲရှိနေသူများမတန်ဆွမ်းသူများနှင့်ချို့တဲ့သောကျောင်းသားပေါင်း၃၅၀၀တို့လည်းအကျိုးခံစားခွင့်ရမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ပရိသတ်များရှင်ကျမတို့ရှင်ကုန်မီယာကနေအရှိလေပိုင်းဒေတာအစ္စရေးနဲ့ဟာမက်စ်တို့ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။